ာနာသိန်းစစ်ကောင်ဆောင်ဘူဂျုံမူကြီးမြောင်းလိုင်းကဟိန်းနုဘာသာဝင်တွေရဲ့ဒီပါဝလီမီထွန်းပွဲတော်ကိုအကြောင်းပြုပြီး၎င်းတို့ရဲ့ရွေးကောက်ပွဲအစီအစဉ်အတွက်စီယုံပြောဆိုခဲ့တယ်လို့သိရပါတယ်။ရမုံတိုင်းတကုံမြို့နယ်ရှိအမျိုးသားစစ်ရုံမှာအော်တိုဘားလ19ရက်နေ့မှာကျင်းပတဲ့ဒီပါဝလီထိမ့်မှတ်အခမ်းအနားကိုတက်ရောက်လာတဲ့စစ်ကောင်ဆောင်ကအခုလိုပြောဆိုကြောင်း၎င်းတို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အခုကျင်းပတဲ့ဒီပါဝလီမီထွန်းပွဲတော်ကြောင့် နိုင်ငံမှာအခုချိန်ကစပြီးပုံမှုကောင်းမွန်တိုးတက်တဲ့အခြေအနေကောင်းတွေရရှိခံစားနိုင်မယ်ဆိုတာယုံကြည်တယ်လို့စစ်ကောင်းဆောင်ကဟိန်းသူဘာသာဝင်တွေကို ပြောကြားခဲ့ပါတယ်။ဒါအပြင်စစ်ကောင်းဆောင်က၎င်းတို့အနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်ကစလို့ရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ပြီးအောင်မြင်စေဖို့အတွက်ဖွဲ့စည်းတည်တည်ကလည်းဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ဆက်လက်ပြောပါတယ်။ဒါအပြင်ဘာသာရေးလူမှုရေးပြည်ပခါတွေကြောင့်ဒုက္ခရောက်နေသူတွေကိုကူညီဆောင်ရှောက်ဖို့ ဘာသာရေးနဲ့ဆက်နွယ်တဲ့နင်းနောင်မှုတွေရှိလာမှာကဥပဒေနဲ့ညီညီတိုင်းဆောင်ရွက်ပေးဖို့လှုံ့ဆော်နေတယ်လို့လည်းထည့်သွင်းပြောဆိုပါရယ်။ဒါပေမဲ့လက်ရှိမှာတော့စစ်ကောင်းဆောင်ဦးဆောင်တဲ့စစ်ကော်မရှင်ဟာ၎င်းတို့အာဏာသိမ်းပြီးနောက်ဘာသာလူမျိုးမရွေးဘာသာရေးကောင်းဆောင်တွေပါဝင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေတယ်လို့နိုင်ငံတော်ဘုံကျဲတိုက်ခိုက်နေပါရယ်။အခုအခမ်းအနားကိုစစ်ကောင်းဆောင်နဲ့ဇနီးဖြစ်သူအပြင်စစ်ကော်မရှင်အဖွဲ့ဝင်တွေလက်အောက်ခံဝင်ကြီးတွေပါဝင်မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာတန်ယုံတွေကတန်မတ်ကြီးတွေနဲ့တန်ယုံကြီးကတွေတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီထိမ့်မတ်ခန်းနာကိုမြန်မာအိန္ဒိယချစ်ကြီးရဲ့တင်းနဲ့မြန်မာနိုင်ငံမှာမိတင်းနေထိုင်ကြတဲ့ဟိန္ဒူမျိုးနွယ်စုတွေကစူပေါင်းကျင်းပတာဖြစ်တယ်လို့စစ်ကောမရှင်ကထုတ်ပြန်ပေါ်ပြထားပါတယ်။နေပေါင်း160ကျော်ကမိခင်မြေနဲ့ကွဲကွာခဲ့ရတဲ့ရိုးဆက်80ဆက်မြောက်အယုဒ္ဓယာသားတွေဟာတုံမန်းဖြစ်ခေါ်ဆောင်ခံခဲ့ရတဲ့နေရာကနေ မိခင်မျိုးကိုတမိုင်းမှတ်တိုင်ခီးစဉ်ဖြစ်ပြောင်းရောင်းခဲ့ကြပါပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း260ကျော်ကဖြစ်ပွားခဲ့တဲ့ကုန်းမောင်မင်းဆက်စင်ဖြူရှင်လက်ထက်မှာမြန်မာတို့ကအယုဒ္ဓယာထိုင်းနိုင်ငံကိုကျူးကျော်သိမ်းပိုက်ပြီးနိုင်ငံသားချို့ကိုတုံ့ပန်းဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။အဲလိုခေါ်ဆောင်ရင်းခံခဲ့ရတဲ့ထိုင်းလူမျိုးတွေရဲ့80မြောက်မျိုးဆက်လို့ယူဆရတဲ့မြန်မာနိုင်ငံသားတွေဟာအော်တိုဘားလ16ရက်နေ့ကဘိုးဘွားတို့ရဲ့ဇာတိမြေထိုင်းနိုင်ငံအယုဒ္ဓယာကိုပြန်လည်ရောက်ရှိလာပါတယ်။ အခုသမိုင်းဝင်ခီးစဉ်ကိုလာရောက်တဲ့အယုဒယမျိုးဆက်တွေဟာမန္တလေးတိုင်းပြုံးလင်ခရိုင်မရယာမြို့နယ်မှာတည်ရှိတဲ့ဒုက္ခစူးကားရွာမှာနေထိုင်သူတွေဖြစ်ပါတယ်။၎င်းတို့ကိုသမိုင်းပညာရှင်ပဏပတ်ခန်နူးအင်းကဥဆောင်ကဒုက္ခရွာသားတွေနေရပြောင်းခြင်းအစီအစဉ်နဲ့အယုဒယကိုခေါ်ဆောင်လာတာဖြစ်ပါတယ်။အယုဒယကိုလိုက်ပါလာသူတွေမှာအသက်83နှစ်ရွယ်ရှိအယုဒယမျိုးရိုးရဲ့နောက်ဆုံးမျိုးဆက်လို့ယူဆရတဲ့အဖွားတော်တင်ထွေးဆရာတော်ဦးမင်္ဂလာ အချုပ်ရေးမှုဦးစွန်ဝင်းနဲ့အပွားတော်တင်ညွန့်တို့အဖွဲ့တွေပါဝင်ပါတယ်။စူကားရွာသားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း260ကျော်ကကွဲကွာခဲ့တဲ့ဘိုးဘွားတို့ရဲ့ဇာတိမြေရုတ်တရက်မြေကိုပထမဆုံးချိန်ခြေချမိချိန်မှာဝမ်းသာပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုတို့ကြောင့်မျက်ရည်တွေတောင်စီးကျခဲ့ပါတယ်။အဲဒီနောက်စိတ်လှုပ်ရှားနေတဲ့အပွားတော်တင်ထွေးတို့အဖွဲ့ဟာပထမဦးစွာမျိုးဆောင်နဲ့ကုန်းကိုတွားရောက်ပူဇော်မှုတွေပြုလုပ်ခဲ့ပြီး Web Program အပါအဝင်သမိုင်းဝင်ဥယျင်တွင်းရှိရှေးအောင်ဆောင်တွေကိုဆက်လက်တွမ်းရောက်ခဲ့ပါတယ်။သူမရဲ့ဘိုးဘွားတွေအသက်ရှင်စဉ်က၎င်းတို့ဟာအယုဓယာမျိုးရိုးတွေဖြစ်ကြောင်းကိုမကြာခဏပြောပြခဲ့ဘူးတယ်လို့အဖွားကပြန်ပြောင်းပြောပြပါတယ်။အဖွားတော်တင်တွေးအောင်မြန်မာနိုင်ငံမှာတွေ့ရလိမ့်မရှိတဲ့အယုဓယာဘိုးဘွားတွေကစဉ်သက်လာတဲ့နေတဲ့ကုသကြံကာလမှာတဲပုံစီရီတဲတဲ့ဒလိကိုထိမ့်သိမ့်ထားကြောင်းလည်းဖော်ထုတ်ပြောဆိုခဲ့ပါတယ်။အဖွားတော်တင်တွေးကမှတ်မိနေတဲ့ထိုင်းစကလုံးအချို့ဖြစ်တဲ့ ခနုံမုတ်ဘဲသေးစာ ကလွေးငပြောသည်ဒီကောင်းနက်ကွိုင်းကြံရည်စတဲ့စကလုံးတွေကိုမှားရင်မှုအနေငယ်နဲ့ပြန်လဲပြောပြပါရယ်တမိုင်းပညာရှင်ပနပတ်ခန်နူးအင်းကတော့ဒီခီးစင်ဟာတမိုင်းမှတ်တမ်းတစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပြီးဒီမျိုးဆက်ဟာသူတို့ရဲ့ဘဝတွေစီကနေဇလန်းတွေကိုတိုက်ရိုက်ကြားသိရတဲ့နောက်ဆုံးမျိုးဆက်လို့ဆိုနိုင်ပါတယ်လို့ဆိုပါရယ်အဘွားတော်တင်ထွေးလို့မျိုးရိုးဟာအချားမျိုးနယ်စုနဲ့လက်ထက်ထိမ်းများတာတွေရှိနိုင်ပေမဲ့ အဘွားဟာစစ်မှန်တဲ့အယုဒ္ဓယာမျိုးရိုးအမွေနှစ်ကိုထိမ့်သိမ့်မှုရွာရဲ့စည်းကမ်းကိုလိုက်နာခဲ့ပြီးအိမ်နာမပြုတ်ပဲတကိုယ်တည်းနေထိုင်ခဲ့တယ်လို့လည်းသိရပါဗျ။ဒီခေတ်မှာတော့လူငယ်တွေရဲ့သိရှိမှုဟာလည်းမေးမိန်လာပြီးသူတို့အားလုံးဟာဗမာတွေဖြစ်လာကြပါပြီ။ကျွန်တော်ကတော့ဒီဇလန်တွေကိုစိတ်ဝင်စားတဲ့အတွက်အဘွားတို့အဖွဲ့ကိုဖိတ်ခေါ်ခဲ့တာဖြစ်တယ်။သူတို့ဘိုးဘွားဘီဘင်တွေရဲ့မြေဟာဘာလဲဆိုတာကိုခံစားစေခြင်းလို့ပါ။ဒီအဖွဲ့ဟာသူတို့ရွာကနေ10ကီလိုမီတာတောင်မဝေးတဲ့ အနီးနားမြို့ကိုသွားဖို့ခွင့်ရေးကရှားပါပါတယ်။ဒီလေဘက်ဟာသူတို့အတွက်အိမ်မက်ထပ်ပူပါတယ်လို့သမိုင်းပညာရှင်ပနပက်ခန်နူးအင်းကဆက်လက်ပြောဆိုခဲ့ပါတယ်။ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ပူပိုင်းမုန်တိုင်းဖန်ရှန်ရှင်ကြောင့်တိုင်းနယ်ပြည်နယ်တွေမှာ လာမယ့်တစ်ရက်အတွင်းမိုးဆက်လက်ထစ်ချုံရွာမယ်လို့ဒီနေ့အော်တိုဘာလ16ရက်မှာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလကထုတ်ပြန်ပါတယ်။ အဲ့ဒီအပူပိုင်းမုန်တိုင်း function ဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့ရှားနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။လာမယ့်အောက်တိုဘာ16ရက်နေ့မှာတော့နေပြည်တော်မကွေးတိုင်း၊စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာမှာဖြစ်ပြီးတနင်္လာရီတိုင်းမှာတော့လာမယ့်နေ့ရက်အတွင်းမိုးပိုလာနိုင်တယ်လို့မိုးစလစီကသိရပါတယ်။ဒါ့အပြင်မန္တလေးတိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ် ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကျဲကျဲနဲ့ရန်ကုန်တိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊အေရဝတီတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာတော့နေရာအနှံ့ပြောင်းမိုးထစ်ကြုံရမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။မြမပင်လေပင်မှာလှိုင်းနေငယ်ကနေလှိုင်းတင်တင်ရှိမှဖြစ်ပြီးလှိုင်းမြင့်မှာမြမကိုင်းရံတရှောင်းနဲ့ကန်းလွန်ပင်လေပင်တို့မှာ၄ပေကနေ၆ပေခန့်တည်ရှိနိုင်တယ်လို့သိရပါတယ်။ ကာတာနိုင်ငံဒေါ်မျိုးတော်မှာကျင်းပတဲ့ငြိမ်းချမ်းဆွေးနွေးမှုတွင်ချက်ချင်းအပြစ်ခတ်ရစေဖို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကသဘောတူလိုက်ပြီလို့ကာတာနိုင်ငံရဲ့ဝန်ကြီးဌာနကဒီကနေ့မနက်ပိုင်းမှာကြေညာခဲ့ပါတယ်။တူရကီနိုင်ငံကလည်းစစ်ဆက်ဖြန့်ပြေးပေးတဲ့ငြိမ်းချမ်းဆွေးနွေးမှုဟာဒူတာစင်ချီတိတ်ဆုံးခဲ့ပြီးယာနေချီတန်ရာရရှိခဲ့တဲ့တပတ်ကြာနေဆက်ပြိပခါတွေကိုအဆုံးသတ်ဖို့ရည်ရွယ်ပါတယ်။အပြစ်ခတ်ရစေမှုတရှိခံဖို့နဲ့ သဘောတူညီချက်တွေကိုအကောင့်ထည့်ဖော်ဆောင်မှု ရှိစေဖို့လာမယ့်ရက်တွေတွင်ထပ်မံတွေ့ဆုံကြဖို့နှစ်ပတ်စလုံးကသဘောတူခဲ့တယ်လို့ကာတာနိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်အာဖဂန်နစ္စတန်ကိုယ်စားလှယ်အဖွဲ့ကိုကာကွယ်ဝင်ကြီးမူလာမိုဟာမက်ရာကုတ်ကဦးဆောင်ခဲ့ပြီးပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ကတော့ကာကွယ်ဝင်ကြီးခါဝါဂျာမူဟာမက်အစစ်ကဦးဆောင်ခဲ့တာလို့သိရပါရယ် ဆွေးနွေးမှုဟာနေဆက်ဖြတ်ကျော်အကြံဖတ်မှုအဆုံးသတ်မဲ့အစီအမံတွေချက်ချင်းပေါ်ဆောင်ဖို့နဲ့နိုင်ငံနေဆက်တလျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုပြန်လည်ရရှိဖို့အလေးထားဆွေးနွေးခဲ့တယ်လို့ပါကစ္စတန်ကပြောပါရယ်စစ်သွေးကြွတွေလက်ခံထားတယ်ဆိုတာကိုတာလီဘန်ဖွဲ့ကငြင်းဆန်ခဲ့ပြီးပါကစ္စတန်ဟာသတင်းမှားတွေဖြန့်ကအာဖဂန်နစ္စတန်နိုင်ငံမတည်မငြိမ်ဖြစ်အောင် IS အဖွဲ့နဲ့ပတ်သက်တဲ့အဖွဲ့တွေကိုပံ့ပိုးပူညီခဲ့တယ်လို့တာလီဘန်ဖွဲ့ကဆွဆွဲခဲ့ပါရယ်ပါကစ္စတန်နိုင်ငံတွင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်မှု အာဖဂန်မျိုးကိုအုံပြုနေတဲ့ဂျာဂန်အုပ်စုတွေကိုတာလီဘန်အဖွဲ့ကထိန်းချုပ်ရမှာမယ်လို့ပါကစ္စတန်စစ်တပ်အကြီးအကဲအစင်းမူနာကပြောပါတယ်။ဟာမတ်အဖွဲ့ကိုလက်နက်မဖြတ်သိမ်းမဲ့ပါလက်စတိုင်းနယ်မြေကိုစစ်မဲ့ဆုံ မလုပ်သေး၍ဂါဇာမှာစစ်ပွဲပြီးဆုံးမှာမဟုတ်ဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နီတန်ယာဟုကသတိပေးလိုက်ပါတယ်။အမေရိကန်နိုင်ငံအကျိုးဆောင်ပေးတဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်အရ ာမတ်အခွဲကစနေနေ့ညပိုင်းမှာဒဇာဂန်နှစ်ဦးရဲ့ရုံနောင်းတွေကိုလွှဲပြောင်းပေးပြီးနောက်သူကခုလိုကြေညာခဲ့တာပါအပြစ်ခတ်ရဆဲရေးသဘောတူညီချက်ဒုတိယအဆင့်ပြီးစီးမှုဟာဂါဇာစစ်ပွဲအဆုံးသက်ရေးမှာမရှိမဖြစ်အရေးကြီးတယ်လို့နေတန်ယာဟုက ပြောပါတယ်အပြစ်ခတ်ရဆဲရေးသဘောတူညီချက်ဒုတိယအဆင့်မှာဟာမတ်အဖွဲ့ကိုလက်နက်ဖြတ်သိမ်းမှုနဲ့ဂါဇာကမ်းမြောင်ဒေသကိုစစ်မဲ့ဆုံလုပ်ဖို့ပါဝင်ပါတယ်လို့သူကဆိုပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြိုးဆောင်ခဲ့တဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်အရဟားမတ်စ်အဖွဲ့ကအသက်ရှင်နေဆဲတစားကန်20ဦးအစ္စရေးကိုနဲ့နီပေါ်တဦးရဲ့ရုပ်ကျွင်းတွေကိုလွှဲပြောင်းပေးခဲ့ပါရယ်အပြစ်ခတ်ရစဲရေးအာဏာတည်ခဲ့တဲ့အော်တိုဘာလ10ရက်နောက်ပိုင်းအစ္စရေးနိုင်ငံကပါလက်စတိုင်းကျင်းသား2000နီးပါးနဲ့ရုပ်ကျွင်း135ခုကိုလွှဲပြောင်းပေးခဲ့ပါရယ်ဤကျင်းနဲ့ဆက်သွယ်ထားတဲ့ရာဖာတရားပြန်လည်ဖွင့်လှစ်မှုဟာ ဂါဇာမှာရှိနေစဲတစားကန်တွေရဲ့အလောင်းအလုံးပြန်ပေးမပေးဆိုတဲ့ဟာမတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့နေတန်ယာဟုကပြောပါတယ်။ရာဖာတရားပိတ်ထားမှုဟာတစားကန်ရုပ်ကျွင်းတွေပေါ်ထုတ်မှုနဲ့ခရပြောင်းမှုမှာတိတာတဲ့ကြံ့ကြာမှုတွေဖြစ်စေနိုင်တယ်လို့ဟာမတ်အဖွဲ့ကသတိပေးခဲ့ပါတယ်။